ောကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူ account တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့သတင်းကောင်းပါကြင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တမ်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါခြင်းပါတယ်။ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆောက်ကဟောက်ဆီရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခေါက်သုံးသပ်သွားမယ်အကြောင်းအရာကဒါ English Bologna ရဲ့ El Clasico လို့ပြောလို့ရတယ် Liverpool versus Manchester City ဒါဒီနှစ်သင်းရဲ့အားပြိုင်မှုတွေမှာ English ကစားသမားတွေရဲ့အခန်းကဏ္ဍတဖြည်းဖြည်းပျောက်ဆုံးလာခြင်းဆိုတဲ့အကြောင်းဆွေးနွေးသွားပါပါဆိုတော့လွန်ခဲ့တဲ့ဒီ၈နှစ်ပေါ့နော်လွန်ခဲ့တဲ့၈နှစ်ကစပြီးတော့ Liverpool versus Manchester City ဟာကျွန်တော်တို့ English ဘောလုံးလောကရဲ့ Barcelona versus Real Madrid ဖြစ်ခဲ့တယ်။အော်ဟိုဖြစ်တယ်ဆိုတဲ့နေရာမှာဒီနှစ်သင်းကပဲ2018ရာသီကနေစပြီးတော့2024-5ရာသီအထိမပေးချင်ပြသူတွေကို Manchester City ကအများစုနဲ့ Liverpool ကကျန်လာပြီးယူခဲ့တယ်။ဆိုတော့ Premier League Plasman သမ ्या ကိုဒီရှစ်နှစ်အတွင်းမှာ ဒီသူတို့နှစ်သင်းပဲခွဲယူခဲ့တယ်ပေါ့ပြီးတော့သူတို့နှစ်သင်းကစုစုပေါင်း sorry လီပလား6လုံးရတယ် FA ပလား2ကြိမ်ရတယ် Champions League ပလား2ကြိမ်ရတယ် Premier League တစ်ထက်တာအကောင်းဆုံးကစားသမားစုဒီနှစ်သင်းကကစားသမားတွေပဲရတယ်အော်ကစားသမားအချင်းချင်းပြီး Players Player of the Year ဒီနှစ်သင်းကကစားသမားတွေပဲရတယ်တစ်ချိန်လုံးရတယ် ဆိုတော့အဲ့ဒါကြောင့်ဒီနှစ်သင်းရဲ့လွှမ်းမိုးမှုပေါ့နော် English ပေါ်လို့လောက်က Classico ပေါ့နော်အဲ့လိုပြောရမယ်နေထားရအောင်လားတကယ် English ပေါ်လို့တမားတွေရဲ့ဒီ Oscar game လို့ပုံစံမျိုးဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်နောက်ကြာသီကိုကျွန်တော်စဉ်းစားကြည့်တဲ့အခါကျရင်ဒီနှစ်သင်းမှာ English ကစားတမားတွေမရှိဘူးမဟုတ်ရှိတော့ရှိတယ်ဒါပေမဲ့ ဘလောက်ထိပွဲထွက်ခွင့်ရမလဲအဲ့ပွဲထွက်ခွင့်ရသူရတဲ့သူတွေထဲမှာဘလောက်ထိဒီအသင်းရဲ့ဟိုအဓိကကစားသမားတွေဖြစ်နေသလဲအဲ့ဒီအပိုင်းကိုစဉ်းစားကြည့်လိုက်ကျွန်တော်တော့3ယောက်လည်းဖြစ်နိုင်တယ်2ယောက်လည်းဖြစ်နိုင်တယ်1ယောက်သေးပဲဖြစ်နိုင်တယ်လို့0လည်းဖြစ်နိုင်တယ်ဂိမ်းဟာအရေးပါတဲ့အခြေအနေမှာရှိရင်ရှိသလို English ကစားသမားတွေဟာ bench ကိုရောက်သွားမဲ့ အနေအထားနဲ့ game ထဲမှာဒီ English El Clasico မှာ English ကစားသမားတဦးမှမပါတဲ့အနေအထားဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုတော့ဒါဟာအင်္ဂလန်ဘောလုံးလောကရဲ့လက်ရှိထိပ်တန်းအသင်းကြီးတွေထဲမှာ English ကစားသမားတွေရဲ့ဒီ development ဟာတော်တော်လေးတော့စိုးရိမ်စရာကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ Arsenal မှာရှိတယ် Chelsea မှာရှိတယ်ပေါ့နော်ပြီး Manchester United မှာရှိတယ် တော့လီဗာပူးမန်ချက်စတာစီးတီးမှာကကြတော့အရေးတော့ကတရွေ့နေလာနေလာရင်အင်္ဂလိပ်တွေကိုတိတ်မသုံးတော့တာသုံးတဲ့သူတွေကလည်းဒီအသင်းအဓိကကစားသမားတွေမဟုတ်တာမျိုးဖြစ်လာတယ်ထို့သဖြင့်ဒီ Grealish ကမန်ချက်စတာစီးတီးမှာတဖြည်းဖြည်းကျဆင်းလာပြီး Foden ကမန်ချက်စတာစီးတီးမှာတဖြည်းဖြည်းကျဆင်းလာခြင်းဒီမှာလည်း Alexander Arnold လီဗာပူးကထွက်သွားတဲ့အချိန်မှာဒီ English Atlas ကိုအင်္ဂလိပ်ကစားသမားတွေပွဲထွက်ခွင့်ရဖို့ အခွင့်အရေးကနေတဲ့ထနေလာတယ်ကျွန်တော်တို့ဒီ air classico ကိုကြည့်မယ်တကယ် air classico အစ်စ်လို့ပြောရမယ်ဒီ barcelona နဲ့ real madrid ပွဲကိုကြည့်ရင်အထူးသဖြင့် barcelona စပိန်ကစားသမားတွေအများကြီးနဲ့ပွဲစည်းထားသလို real madrid မှာလည်းစပိန်ကစားသမားတွေဟိုအဆင့်အဆက်အများရန်ပါဝင်ခဲ့တယ်အဲ့ဒါစပိန်လဲစဉ်အသင်းဖွဲ့စည်းတဲ့အခါမှာလည်းဒီရှာရှာပါပါ madrid ကသာမမပါတဲ့အခိုက်အတန့်ရှိပေမဲ့ဒါပေမဲ့ဟိုရှိခဲ့ပူပေမဲ့ဒါပေမဲ့ အများသောအဖြစ်မက်ဒရစ်ဟာစပိန်ကစားသမားတွေကိုမွေးထုတ်ပေးလေရှိသလိုဘာစလိုနာကလည်းစပိန်ကစားသမားတွေအများကြီးနဲ့နောက်ဆုံးကျွန်တော်အဓိကပြောချင်တဲ့ဒီကလပ်အသင်းရဲ့တကယ်မာကီပွဲအက်ကလစီကိုပွဲဒီဘာစလိုနာနဲ့ရယ်မက်ဒရစ်ပွဲတွေဟာအဆင်အဆက်ဒီစပိန်ကစားသမားတွေဟိုဘက်ဒီဘက်အပြန်လာအပြိုင်ကြတာအများကြီးမြင်ရတယ်ကျွန်တော်တို့အဲ့လိုမျိုးကဒါပေတော့ဘွန်နစ်လီဂါမှာဘိုင်းမြူနစ်နဲ့ပေါ်စီယာဒေါ့မွန်ကစားတဲ့အခါမှာလည်းဂျာမန်ကစားသမားတွေအများကြီးမြင်ရတယ်ဒါပေမဲ့ အင်္ဂလိပ်ကစားသမားတွေကတော်တော်လေးအခြေအနေဆိုးလာ Phil Foden ကဟိုနှစ်သင်းစလုံးမှာထည့်ကစားလို့ရလောက်တဲ့အရေးအသွေးတိုက်တဲ့အသင်းကိုပြစ်ထည့်လိုက်ရတယ်ဆိုတော့အရေးအသွေးမျိုးရှိတယ်သူဒါပေမဲ့ပြီးခဲ့တဲ့ရာသီ Manchester City ရဲ့ပွဲစဉ်တွေမှာ Phil Foden ဟာဟိုအသင်းရဲ့စုစုပေါင်းပွဲစဉ်ရဲ့တဝက်လောက်ပဲကစားခွင့်ရခဲ့တယ်တဝက်လောက်ပဲကစားခွင့်ရတယ်ဆိုတဲ့နေရာမှာလေပိုဆိုးတာကရာသီအစကတောက်လျှောက် ဟိုကစားခွင့်မရခဲ့ပဲနဲ့သူ့ရဲ့အရေးအသွေးကိုသတိပြလာနိုင်လို့ယာတိပိတ်ချိန်မှာဟိုတောက်လျှောက်ပွဲထွက်ခွင့်ရတာမျိုးမဟုတ်ပဲယာတိအစမှာကစားခွင့်ရနေရနေနဲ့ယာတိအပိတ်မှာဒီဒံရောကြောင့်ရောခြေစွမ်းပိုင်းဆိုင်ရာမယုံကြည်မှုအားမရမှုကြောင့်ရောမတုံ့တမ်းဖြစ်လာတယ်ကျွန်တော်2018တုန်းက City နဲ့ Liverpool ၄ချိန်တွေ့တယ်အဲ့ဒီ၄ချိန်မှာနှစ်သင်းလုံးဟာအင်္ဂလိပ်ကစားသမားတွေကျွန်တော်တို့ဒါလူစား ဝင်ကစားသမားတွေအပါအဝင်ဆိုရင်နှစ်သိန်းလုံးကအင်္ဂလိပ်ကစားသမားတွေတွန်းမိုးနေတာမျိုးကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အဲလီဗာပူးမှာဆိုတော့အဲ့ဒီအခြေအနေတော့ဂျိုကိုမတ်ပြီးတော့ဒီချင်ဘလီဒီကစားသမားတွေပြီးတော့ဂျိမ်းစ်မင်နာအဒမ်လလနာဆိုတော့ဒီကစားသမားတွေကစားခွင့်ရသလိုမန်ချက်စတာစီးတီးမှာကာယိုဝါကာရှိမယ်ဂျွန်စတုန်းရှိမယ်ရာဟင်စတာလင်ရှိမယ်ဖာဘီယန်ဒက်ရှိမယ်အဲ့ဒီကစားသမားတွေ ဒီ city အတွက်ကစားဝင်ရပဲ။ဆိုတော့အချိန်တွေကတော့အများအမ်းပြောင်းလဲလာတယ်။တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ရွေ့လျားလာတယ်။နောက်ပိုင်းမှာဒီ Liverpool မှာဒီ Jordan Henderson တို့ဒီ Raheem Sterling တို့အတင်းကနေထွက်သွားကြတယ်။ Sterling က Manchester City ကိုရောက်တယ်။အပြတ်တနာမရှိဘူး sorry ဒီ starling ကဒီ manchester city ကနေပြီးတော့ဒီထွက်သွားတယ်အ ဟန်ဒါဆန်ကလီဗာပူးကနေထွက်သွားတယ်။အဲ့ဒီကစားသမားတွေနေရာကိုပြန်အစားထိုးတဲ့သူတွေဟာလည်းအင်္ဂလိပ်တွေမဟုတ်ဘူး။ဆိုတော့နောက်ဆုံးအခုဒါအင်္ဂလန်ရေးစဉ်အသင်းရဲ့နောက်ဆုံးနိုင်ငံကပွဲနှစ်ပွဲဖြစ်တဲ့ဒီအန်ဒိုရာနဲ့ပွဲဆင်နီဂါရောနဲ့ပွဲ။ဆိုတော့ဒီမန်တယ်ဘိုင်းဆိုင်ရာအရန်ပင်ပန်းနွမ်းနေနေတဲ့ဆက်အကြောင်းပြချက်နဲ့ဖေးဖိုဒန်ကအသင်းကနေပြီးတော့ဒီတောမတ်တူဟဲလ်ရဲ့လူချင်းကနေပြီးတော့နှုတ်ထွက်သွားတယ်။ကာဒီဂျုံစ်ကျန်ရဲ့ ဒါပေမဲ့ကတ်တဂျုံသာအင်္ဂလန်အသင်းမှာကစားခွင့်ရတဲ့သူဖြစ်ပေမဲ့သူပြီးခဲ့တဲ့ရာသီကလော်ဘူအသင်းရဲ့ပွဲစဉ်ဒီတဝက်နီးပါးလောက်ပဲသူကစားခွင့်ရခဲ့အဲ့လိုပဲဟိုဟာဗီအယ်လီယတ်ဟာအင်္ဂလိပ်ယူနီဗာစီတီအသင်းကိုရောက်နေတယ်တကယ်လို့ဟာဗီအယ်လီယတ်ကအင်္ဂလန်လူရင်းအသင်းကြီးဖြစ်လာရင်လေလော်ဘူမှာတခါဟာဗီအယ်လီယတ်ရဲ့ ဒီပွဲထွက်ကစားခွင့်ဟာလည်းမရေမရာပဲဖြစ်နေသေးရှိသေးတယ်အဲ့တော့ကာတစ်ဂျွန်စီယောဟာဗီအယ်လီယပြောနော်ဦးသလုံးကအရေးသူရှိမယ်လီဗာပူးအသင်းရဲ့စတန်ဒတ်နဲ့ရှင်လာရင်ဒီစတန်ဒတ်မှာအာဝင်ခွင့်ကြလုံးဝတောင်းတောင်းမီလို့ပြောလို့ရတဲ့အနေအထားကိုမရောက်ကြသေးဘူးတခြားအသင်းတွေမှာဆိုသူတို့ခြေစမ်းပြရင်ပြနိုင်မယ်လွယ်လွယ်ပြောရင်လီဗာပူးအသင်းကြတော့သူတို့အရန်အဆင်ပဲရှိသေးတယ်အရေးသူကြီးကောင်းကြပါမယ်လက်ရှိကိုယ်နဲ့မှာကစားနေတဲ့ဒီ server slide တို့ ကွင်းလမ်းမှာဆို SS Macalester Craven Park ဒီကစားသမားတွေကိုနေရာရှင်လို့လို့မရဘူးအခု Florence Vars တို့ရောက်လာတဲ့အချိန်မှာလည်းသူနေရာရှင်လို့လို့မရဘူးလို့ပြောရမယ်ဆိုတော့သူတို့အရန်ကစားသမားတွေဖြစ်နေတယ်အဲ့တော့2018 World Cup နော်2018 World Cup ကနေ2018 World Cup ကိုရောက်တဲ့အချိန်မှာ Kyle Walker, John Stone, Henderson, Raheem Sterling ဒီနှစ်သင်းကစားသမားတွေက the first line up ဝါကပ်ဂိမ်းဝေးမှာ ီးတော့ Fabian Duff နဲ့ Dean Trent Alexander Arnold ကအရင်ကောင်မှရှိကြတယ်။ Euro 2020ပေါ့နော်2020 European Championship ပြီးတော့2022 FIFA World Cup ဒီပြိုင်ပွဲတွေမှာလည်းဒီအရေးအတွက်ဒီအတိုင်းကျွန်တော်တို့မြင်ရတယ်။ဒါပြန်နောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့အဲ့ဒီကစားသမားတွေအပေါ်မှာအယုံကြည်မှုပေါ့နော်တဖြည်းဖြည်းနည်းလာတယ်ပို့ပြီးတော့နည်းလာတယ်အထူးသဖြင့် City ပို့ပြီးတော့နည်းတယ် Grealish ထွက်သွားတယ်။ Walker ထွက်သွားတယ်။ဆိုတော့လူငယ်ကစားသမားတွေရှိသေးတယ်ဒီ Rico Lewis တို့ Nico O'Reilly တို့ပြီးတော့ Jace McGee တို့ဆိုတော့ဒီကစားသမားတွေကအခုအချိန်ထိ Thomas Tuchel ရဲ့ plan မှာမပါသေးဘူး Foden Foden ဟာတကယ်အရေးအသွေးမြင့်ကဘာအဆက်ကစားသမားတူဖြစ်ခဲ့ရတာကနေဖြည်းဖြည်းချင်းပြန်ကျဆင်းလာတဲ့အချိန်မှာ Manchester City ရဲ့ first line up ထဲမှာ ကျွန်တော်တို့က English ကစားသမားတွေ့ရတာနည်းလာသလိုအင်္ဂလိပ်လိုရင်းအသင်းမှာလည်း Manchester City အသင်းစီကနေတော့ first line ကစားသမားကိုမြင်ရတာနည်းလာကျွန်တော်တွေ့ရတယ်ဆိုတော့ John Stones ပေါ့နော် John Stones ဆိုလည်းဒီလိုပဲဒီတရားပြသနာကြောင့်ဟိုအခုဒါ Manchester Club သင်ရလို့ရင်းအသင်းရောပွဲတွေသူအများကြီးဝေးနေတယ်ဆိုတဲ့အနေထားအဲ့ဒီအနေအထားကနေပြီးတော့ဒါ Joston ဟာဒီ Thomas Tuchel ယုံကြည်တဲ့ကစားသမား မန်ချက်စတာစီးတီးမှာတော့အဲသူဂျော့စတုံးဟာတန်ရာကင်းစင်ကင်းစင်သလိုအင်္ဂလိပ်လူစင်အတင်းပါဝင်ရမယ်ကစားသမားမန်ချက်စတာစီးတီးမှာကျတော့ဂျော့စတုံးရဲ့နေရာကလည်းမတည်ကြဘူးဂျော့စတုံးကစားခွင့်ရဖို့ဆိုတော့လည်းမတည်ကြဘူးဆိုတော့မျိုးတွေ့ရတယ်ဆိုတော့အနည်းဆုံးတော့အခုဘာဖြစ်လာလဲဆိုတော့ဂျာမန်တွေရဲ့တကယ်အက်ကလာစီကိုလို့ပြောလို့ရတယ်ဘိုင်မြူနစ် ဒေါ်မွန်ဟာလည်းဂျာမန်ကစားသမားကြီးအများကြီးမြင်ရတော့မယ်။ဂျာမနီလူ့ရေးစင်အသင်းမှာအများကြီးကစားကြတော့မယ်။အဲကလာစီကိုမှာလည်းဘာစလိုနာနဲ့ရီယယ်မက်ဒရစ်ကစားသမားတွေကျွန်တော်မြင်ရတော့မယ်။ဒီအင်္ဂလိပ်တီရဲ့အဲကလာစီကိုလို့ပြောရမယ်။ မန်ချက်စတာစီးလီးလီဗာပူးပွဲမှာတော့အင်္ဂလိပ်ကစားသမားတွေအရေးပါမှုပါတဖြည်းဖြည်းနဲ့ပို့ပို့ပြီးတော့နည်းလာဆိုတာတွေ့ရတယ်အထူးသဖြင့်အလက်ဇန္ဒာအာနိုးထွက်သွားပြီးဂျက်ဂရလစ်ကလည်းထွက်ဖို့ရှိသွားပြီးဆိုတော့ဒီမှာပို့ပြီးတော့နည်းလာတယ်လက်ရှိအသင်းမှာအခုဒီအလက်ဇန္ဒာအာနိုးတို့ပြီးတော့ဂိုမက်စ်တို့တဝေါ်ကာတို့ဖီလစ်တို့တော့ဂိုမက်စ်လည်းဂိုမက်စ်အသင်းမှာပြန်ခဲ့မှာသူတို့ဒါပွဲထွက်ခဲ့ရတော့ရလာပါ တော့ဒီကစားသမားတွေအစာအခုဆိုကစားသမားတစ်ခွေမှုတွေလုပ်တယ်လီဗာပူးက frame bomb ကိုခေါ်တယ်အင်္ဂလိပ်ကစားသမားမဟုတ်ဘူးအဲလီဗာပူးဟာ Florian Vast ကိုခေါ်တယ်အင်္ဂလိပ်ကစားသမားမဟုတ်ဘူးသူတို့ရှေ့မှာလည်းအဓိကကစားသမားတွေခေါ်ခဲ့တယ်အဒိုမနစ်ဆိုဝါဆိုင်ခေါ်ခဲ့တယ် Alexis McAllister ခေါ်ခဲ့တယ် Graven Back ခေါ်ခဲ့တယ်ပြီးတော့ဒီဒီကစားသမားတွေအကုန်လုံးအင်္ဂလိပ်တွေမဟုတ်တော့ဘူးသူတို့ရဲ့ဈေးကြီးပေးခေါ်မှုတွေက မန်ချက်စတာစီးတီးကလည်းမနှက်ကတာဟိုကောင်းလေးတူတယ်နီကိုကွန်ဇာလက်စ်ခေါ်တယ်ဆဗန်ညိုခေါ်တယ်ဂျာမီဒေါကူခေါ်တယ်အခုဆိုလည်းဒီဒီရိုင်းနတ်စ်ကိုခေါ်တယ်ရိုင်းအက်နိုရီခေါ်တယ်ဆိုတော့ဒီကစားသမားတွေအကုန်လုံးဟာဒီအင်္ဂလိပ်ကစားသမားတွေမဟုတ်တော့သူတို့တွေတည်းကတချို့ကအင်္ဂလိပ်ဒီအင်္ဂလိပ်ကလပ်အသင်းတွေကတုံးမအင်္ဂလိပ်အကယ်ဒမီကထွက်လာကြတာသို့တော့အင်္ဂလိပ်တွေမဟုတ်တော့ဘူးဆိုတာတွေ့ရတယ် နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့ဒီအသင်းတွေဟာနောက်အနာဂတ်မှာအင်္ဂလိပ်ကစားသမားတွေကိုဆက်ပြီးတော့မွေးထုတ်ပေးနိုင်စွာမရှိပါတော့မလားဆိုတော့တွေးစရာဖြစ်လာတယ်။သို့တော့သူတို့စီကနေထွက်တဲ့အင်္ဂလိပ်ကစားသမားတွေကိုကျင့်တယ်။အဲ့အဲ့ဒီအချက်ကလည်းဟိုထိုးကြတဲ့အချက်ပဲ။ Liverpool တို့ဒီအခု Manchester City တို့ကအင်္ဂလိပ်ကစားသမားတွေကို ဖွဲ့ယူမှုနှုံကတော်တော်နဲလာတယ်ဗောလေလုံးဝမရှိဘူးတော့မဟုတ်နဲလာတယ်သူတို့အသေးမှာဒီလီဗာပူးအသေးမှာအင်္ဂလိပ်ကစားသမားတွေရှိတဲ့အင်္ဂလိပ်ကစားသမားတွေကအကယ်ဒမီထွက်အဲ့လိုပဲမန်ချက်စတာစီးတီးမှာလည်းတော်တော်ရှားတယ်ရှိတဲ့ကစားသမားတွေကအကယ်ဒမီထွက်ငွေမတုံးရတဲ့အခြေအနေမျိုးကိုပဲအင်္ဂလိပ်ကစားသမားတွေကိုယုံအတုံးပြီးတော့အဲ့လောက်ထိပဲယုံကြည်မှုပေးပြီးတော့ဈေးကြီးပေးခေါ်ယူမှုတွေမှာအထက် နည်းလာတယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါကတော့ဒီဟာလေဒီအဓိကကတော့တိုင်ဆိုင်မှုတွေပို့ပြီးပြင်ထန်လာတယ်အောင်မှုတွေရဖို့အရေးကြီးလာတယ်နော်ပရီးမီယာလိဂ်ကလပ်အသင်းတွေမှာဟိုအမှတ်ပေးချင်ရသူအတွက်မူအားဖြင့်ဆိုရင်ဒါ5သင်း6သင်းလောက်ဟိုလိုရမယ်ဆိုတဲ့အနေထားတွေရှိတယ်ဆိုတော့အခါကျတော့နောက်တစ်ခုငွေသုံးနိုင်စွမ်းလည်းမြင်တဲ့အခါကျတော့ တကဘာလုံးကလည်းရောဒီသူတို့ပြန်ချက်ရှာဖွေရင်အင်္ဂလိပ်ကျသားသမားတွေကိုကိုယ်ကနည်းလာလို့ပြောလို့ရတယ်။သို့တော့ဟိုမဖြစ်ဘလို့ပဲပြောပြော2000ဒီ2018ဒီနှစ်သစတင် အားပြန်ခဲ့တဲ့ရာ2016 2019ပေါ့နော်။အဲ့ဒီအချိန်ကနေစပြီးတွေ့အခုလက်ရှိဒီဘက်နှစ်တွေမှာအင်္ဂလိပ်ကျသားသမားတွေရဲ့ဒီပါဝင်မှုကတွေ့နေကြောကြလာပြီးတော့လာမယ့်ရာသီဆိုရင် Liverpool vs Manchester City Manchester City vs Liverpool Premier League နှစ်ပွဲမှာအဲ့ဒီကတော့မရဘူးနှစ်ယောက်ပါမလဲတစ်ယောက်လားနှစ်ယောက်လားတစ်ယောက်မှမပါလားပေါ်ထွက်လို့ရင်းမှာပေါ့နော်ကျွန်တော်ထိုင်ပြီးတော့စဉ်းစားရမလို့ဖြစ်လာသလိုလူသားဝင် ခွင့်ပေါ်ရပါအောင်မလားဆိုတော့လည်းစဉ်းစားရမလို့ဖြစ်လာတယ်ဆိုတော့ဒါက English တည်းရဲ့ အားအကောင်းလက်ရှိအင်အားအကြီးဆုံးအသေးနှစ်သင်းဒီနှစ်သင်းရဲ့ဒီနီးပြတွေကလည်းစပိန်နီးပြနဲ့ဒီနယ်သာလန်လူမျိုးနီးပြနှစ်ဦးသလုံးကအင်္ဂလိပ်ဘောလုံးလောကနဲ့ပတ်သက်မှုတွေတူတယ်လည်းမဟုတ်ဘူးဖောက်ကွာရီယိုလာလည်းကစားသမားပွားမှာဘယ်တော့မှဒီအင်္ဂလမလာမကစားခဲ့ဘူးသလိုကျွန်တော်တို့ဒီ လော်ဘူအတင်းပြအနေစလော့အင်္ဂလိပ်ပေါ်တော့ကနေဘယ်တော့မှမတတ်တတ်ခဲ့ဘူးသူတို့တွေရဲ့အင်္ဂလိပ်တွေအပေါ်ယုံကြည်မှုကလည်းအကန့်အသတ်ရှိမယ်လို့တော့ထင်တယ်ရှိတဲ့ကစားသမားတွေကိုကြောင်ထိုးတာမျိုးကိုဆိုလိုတာမဟုတ်ဘူးဈေးကြီးပြီးခေါ်ယူမှုတွေအတွက်ဆိုရင်သူတို့အဲ့လောက်ထိမယုံဘူးလို့ယူဆရတယ်နောက်တစ်ချက်ကဒီ Manchester City ရဲ့ဒီ board အဖွဲ့အခြေခံထားတဲ့သူတွေ Liverpool ရဲ့ board အဖွဲ့အခြေခံထားတဲ့သူတွေသူတို့ကိုယ်တိုင်လည်း English ကစားသမားတွေကိုဈေးကြီးပြီးခေါ်လောက်အောင် မထိုက်တန်ဘူးလို့ပဲမြင်လို့လားမသိဘူးတေချာတာတော့တဖြည်းဖြည်းနဲ့ယော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 ့လာတယ်2025 26 26 29ပို့ပြီးတော့နည်းလာမလားသူဟုတ်ဒီစောစောပြောတဲ့ O'Reilly တို့ Ricardo Lewis တို့လိုလူငယ်တွေ Carter Jones တို့ဒီ Harvey Elliott တို့လိုလူငယ်တွေက first line တောင်းတော်မြည်ဖြစ်လာမှာဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်เนาะဆိုတော့ဒါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါအခုအဆုံးထိတရှိအားပေးခဲ့ကြရတဲ့စကားဆက်ပြည်သက်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်